ပါရှင်လောလတ်တဲ့အာရှတန် RFE ရဲ့2025ခုနှစ်မတ်လ19ရက်တနင်္လာနေ့ညပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစကြည့်ထုတ်လွှင့်နေပါပြီကျမကနောက်ဆက်ဖူးပါရှင် စစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင့်နှစ်ပတ်အတွင်းအရက်သား60ကြော်တည်ဆုံးခဲ့ပါတယ်။အွန်လိုင်းဝယ်လှယ်လုပ်ငန်းတွေကအင်ဒိုနီးရှားနဲ့သီရိလင်ကာနိုင်ငံသား400ကြော်ကိုနေရက်ပြန်ပို့ပါတယ်။ဒီကျောင်းတွင်နဲ့အတူတရုတ်ငွေလိမ်ကိုင်းကြားဖြန့်တွေအရေးကိုင်းတွေလာပေမဲ့မြို့ကြီးတွေပေါ်မှာပြန့်နှံ့နေတဲ့အွန်လိုင်းလောင်းကစားတွေဆက်လက်ကျပြန့်နေတဲ့သတင်းဆောင်ပါကိုနားဆင်ရမှာပါရှင် စကိုင်းတိုင်းကတာမြို့ပြင်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ဒေသအခြေဆိုင်ကာကွယ်ရေးတပ်ဖွဲ့တွေနေရက်စတိုင်တိုက်ပွဲပြင်းထန်နေခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်တား29ဦးကိုဖမ်းမိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နှိစက်သူတွေကမတ်လ18ရက်နေ့မှာပြောပါတယ်။ ကတာအခြေဆိုင်စက်ကောင်စီရဲ့ခမာယ309တက်ရင်ကနေအင်အား150ခန်းနဲ့စစ်ကြောင်းထိုးလာချိန်ကတာမြို့ပြင်နဲ့ရေတွင်းနဲ့ပင်မလွတ်ရွာအနီးတစ်ဝိုက်မှာမတ်လ15ရက်နဲ့16ရက်နေ့ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့တာလို့ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးက RFA ကိုပြောပါတယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းမိတဲ့စစ်ကောင်စီတပ်သား29ဦးထဲမှာပိုကြီးအစင်ရှိသူတဦးပါဝင်တယ်လို့သူကပြောပါဗျ တိုက်ပွဲအတွင်ကာကွယ်ရေးတပ်ဖွဲ့တွေဖက်ကနှစ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာနိုင်ငံတော်လှေကြောင်းနဲ့လက်နက်ကြီးအသုံးပြုတိုက်ခိုက်တာဟာ RFA ကနေပြုစုထားတဲ့စည်ရင်တွေအရမတ်လပထမနေ့အတွင်းအရက်သား62ဦးသေဆုံးပြီး169ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီထဲမှာမန္တလေးတိုင်းကအရက်သားသေဆုံးသူ42ဦးနဲ့အများဆုံးဖြစ်ပြီး 94ဦးတန်ရာရရှိခဲ့တယ်လို့မကွေးစကိုင်းပကိုးတနင်းတာရီတိုင်းနဲ့ကချင်ကယားရှမ်းကရင်နဲ့ရခိုင်ပြည်နယ်တွေမှာလည်းထိခိုက်သေးဆုံးတာတွေရှိပါတယ်။မစလာအတွင်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုဟာမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာက ပုံကျဲတိုက်ခိုက်ခံရတာဟာအရက်တာထိခိုက်သေးဆုံးတာအများဆုံးဖြစ်ပြီး အဲ့ဒီကဖြစ်ရက်မှာအယက်တာ28ဦးထိ အစုလိုက်အပြောင်းလိုက်တည်ဆုံးပြီး32ဦးထိခိုက်တံရရရှိခဲ့တယ်လို့ဒေတာခန်တဲ့ကာကွယ်ရေးတပ်တွေကပြောပါတယ်။ကရင်ပြည်နယ်မြဝတီမြို့ကတရားမဝင်ငွေလိမ်လုပ်ငန်းနေရာတွေမှာအလုပ်လုပ်ကင်နေတဲ့အင်ဒိုနီးရှားနိုင်ငံသား400အပါအဝင်တီရစ်လင်ကာနိုင်ငံသား15ဦးကိုဒီနေ့မတ်လ18ရက်နေ့မှာ ကရင်နယ်ချားဆောင်တပ် BGF တပ်ဖွဲ့မှထိုင်းအာဏာပိုင်ကနေတဆင့်တဆိုင်ရနိုင်ငံတန်ရုံးတော်ဝင်ရှိသူတွေကိုလွှဲပြောင်းပေးခဲ့တယ်လို့ BGF ကကရေယုံတည်ရင်မြစ်ကပြောပါတယ်။အခုလက်ရှိ BGF တပ်ဖွဲ့ကထိန်းသိမ်းထားတဲ့ငွေလိမ်လုပ်ငန်းကအလုတ်သမားတွေကိုတဆိုင်ရနိုင်ငံတွေပြန်လွှဲပို့ဖို့ဂျန်နေသေးသူနိုင်ငံပေါင်း30ကလူ3000နီးပါးရှိနေပါသေးတယ်။ အဲ့ဒီထဲကလူ400ကျော်ကိုဒီနေ့ထိုင်းနိုင်ငံမဲဆောက်မြုပ်ကိုပို့ခဲ့ပြီးအဲ့ဒီကာမတဆင်ဘန်ကောက်မြုပ်ကသက်ဆိုင်ရာတန်ယုံတွေကိုအ мян ကားတွေနဲ့ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်တဲ့င်းတွေနားဆင်ရပြီးမှာတော့စစ်ကောင်စီဟာတရုတ်နိုင်ငံကုမင်းမြို့မှာနောက်ထပ်တစ်ကြိမ်လုံမဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိအားပေးဖို့အယက်တာပြင်းမှတ်တွေကိုလေကြောင်းနဲ့ဆက်တိုက်တိုက်ခိုက်နေပြီးစစ်ရဲစဝှမှုကျူးလွန်နေတယ်လို့ TNLA ကပြောပါတယ်။ဒီအကြောင်းကို မှတ်ရင်မျိုးသူတင်ပြပါလိမ့်မယ်ရှင်။ စစ်ကောင်စီဟာငင်းချမ်းရေးဆွေးနွေးပွဲအတွက်ဖိအားပေးဖို့တရနယ်လီထိန်းချုပ်ဒေသကအရက်သားပြစ်မှတ်တွေကိုလေကြောင်းနဲ့တိုက်ခိုက်နေပြီးတော့စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့တရနယ်လီဘက်ကပြောပါရယ်မန်ရှလာ16ရက်နေ့ညနေပိုင်းကနောင်ရှုံမြို့စိန်ရရနာပရိယတိစာတင်တိုက်လေကြောင်းနဲ့ဘုံကျဲခံရတာကြောင့်ကိုရင်နဲ့တန်ငါ၆ပါးနဲ့ဒေသခံ၃ယောက်စုစုပေါင်း၉ယောက်သေဆုံးခဲ့တယ်လို့တရနယ်လီကထုတ်ပြန်ထားပါရယ်လေကြောင်းတိုက်ခိုက်မှုဟာတရုတ်မှလုံမဲ့ဆွေးနွေးပွဲအတွက်ဖိအားပေးနေတာလို့ တရားနယ်လီပြောခွင့်ရသူလွေးရည်ဦးက RFA ကိုပြောပါတယ်။လက်ရှိနောင်ချိုမှာဆိုရင်တော့ဒီပါတာရေဆောင်ဦးအတော့ဦးတွေဦးတည်ပြီးတော့မတိုက်ခိုက်တယ်ပြီးတော့ဆေးရုံပေါ်ပုံချဲတိုက်ခိုက်တယ်ပြီးတော့နေအိမ်တွေကိုလည်းခမီးရှိုးဖြစ်စီနေတာမျိုးတွေ့ရပါတယ်။လက်ရှိဒီစစ်ကောင်စီကဒီအစ်မတို့တွေ့ဆုံမဲ့ဒီမေတွေ့ဆုံပွဲမှာအစ်မတို့ကိုဖိအားပေးနေတယ်လို့ပြောလို့ရတယ်ပေါ့လေနော်။ ဒီလောက်ရက်တွေဟာဆွေးနွေးပွဲကိုထိခိုက်နိုင်သလားဆိုတာကိုတော့လွေရည်ဦးကရှင်းရှင်းလင်းလင်းမပြောပါဘူး။စစ်ကောင်စီတပ်ဟာ TNL တင်းထားတဲ့နောက်ဆုံးမြို့ကိုပြန်ရဖို့ပြည်ဦးတွင်ကနေရောတောင်ခမ်းရွာဘက်ကနေပါထိုးစစ်ဆင်နေတာ၆လကျော်ပြီဖြစ်ပါတယ်။ဒါ့အပြင်နောက်ဆုံးမြို့ပေါ်ကိုပါမကြခဏဆိုသလိုဘုံကျဲတိုက်ခိုက်နေတာကြောင့်ဒေသခံတွေထိခိုက်သေးဆုံးမှုရှိနေပါတယ်။ တရုတ်ရဲ့ဂျာဝင်မှုနဲ့ DNL နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံကုမင်းမြို့မှာဖေဖော်ဝါရီလ16ရက်နဲ့18ရက်နှစ်ရက်ကြာဆွေးနွေးခဲ့ပေမဲ့ရလက်မထွက်ဘဲပြီးဆုံးခဲ့ပြီးတဲ့နောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိလာတာပါ။ဒါကြောင့်နောက်တစ်ချိန်ဆွေးနွေးပွဲမှာကောင်းမွန်တဲ့ရလက်မျိုးရစေချင်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကန်တယောက်က RFA ကိုပြောပါရတယ်။ဒီဆွေးနွေးမှာဒုလိုမျိုးတွေနဲ့ရလက်မျိုးဖြစ်လာပြီးပြည်သူရဲ့အခွင့်အရေးတွေရှိရသေးတယ်လို့ပြောရတယ်။ အဲ့ဒါမျိုးကြီးလေအားလုံးကဒီကရကဒီဆမ်းရောက်ဒီကရကဒီအားလုံးကစီရန်တာတာနေရတဲ့ဝါမ။အာမီကြီးကတော့ဒီနေ့အင်းကန်းကလည်းစာပေစာတောက်လို့ဒီလိုရရလာမျိုးထွက်ဆိုနေတာလေ။ စင်းရွယ်ကိုဖိအားပေးဖို့လေချောင်းနဲ့တိုက်နေတဲ့ဆိုတဲ့အပေါ်တုံ့ပြန်မှုရဖို့စစ်ကောင်စီပြောခွင့်ရသူကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူးစစ်တပ်အရာရှိဟောင်းနိုင်ငံရေးလေလာသူတယောက်ကိုမေးကြည့်တဲ့အခါမှာတော့ဆွေးနွေးပွဲကိုဖိအားပေးတာမဟုတ်ဘဲလက်နက်ကင်အဖွဲ့တွေနေမီမထိန်းချုပ်နိုင်အောင်ဖိအားပေးတာလို့ RFA ကိုပြောပါတယ်ဘောရင်းဆိုင်ဆွေးနွေးပွဲကိုဖိအားပေးတာမဟုတ်ဘူးသူတို့ဒီစိန်းထားတဲ့မျိုးတွေမှာ အင်းစီနီလို့မရဘူးစီပွားရေးအခြေခံအားလုံးဒီမြေချေကအကုန်လုံးဒီတိုင်းကအီယူတွေနေနေရမှာဒီလိုဒီလိုလို့မရဘူးကွာစနောစိတ်တော်ပဲဖြစ်ပါလိမ့်နိုင်ငံရေးလေလာသုံးသက်သူဦးတန်းစိုးနိုင်ကလည်းစစ်တပ်အနေနဲ့တရုတ်ဂျာဝင်မှုကြောင့်သာဆွေးနွေးနေရပေမဲ့တိုင်းရင်းသားတွေနဲ့စစ်ရက်ဆဲဖို့စံတာမရှိဘူးလို့ RFA ကိုပြောပါတယ်။အခုချိန်မှာစစ်တပ်ကစစ်ရက်ဆဲမှုမလုပ်ချင်ဘူးတရုတ်တိုက်တွန်းမှုတောင်းလို့ရတယ် RFA ရဲ့စီးရင်အရာနိုင်ငံတဝန်းလေးချောင်းနဲ့လက်နက်ကြီးကြောင့်မက်ရှလာပထမနှစ်ပတ်အတွင်းဒေသခံ62ယောက်သေဆုံးပြီးတော့169ယောက်ဒဏ်ရာရခဲ့ပါတယ်ရှင်စကောင်စီကတရုတ်ငွေလိမ်ကင်ကြားဖြန့်တွေကိုတိတိတတာကင်တွေအေးယူလာပေမဲ့မြို့ပေါ်မှာပြန့်နှံ့နေတဲ့ online လောင်းကစားတွေကိုတိတိတတာကင်တွေပလာတာမရှိသေးပဲဆက်လက်ကျပြန့်နေဆဲဖြစ်တယ်လို့ online လောင်းကစားလုပ်နေသူတွေစီကသိရပါတယ် တရားကြောင်းကိုမတ်တီရင်းမင်းစင်ကတင်ပြပါလိမ့်မယ်ရှင်မြန်မာနိုင်ငံမှာတရားမဝင် online လောင်းကစားတွေပြည်သူလူထုကြားထဲမှာကြေကြေပြင်းပြင်းစိတ်ဝင်နေပြီးဒီလုပ်ငန်းကိုလုပ်ကင်သူတွေကလည်းသူတို့လုပ်ငန်းမှာပါဝင်စော်ကစားဖို့နီးလန်းပေါင်းစုံနဲ့ကြိုးပမ်းကြပါတယ်မန္တလေးမြို့မှာနေထိုင်တဲ့ကိုထက်ဟာဖုန်းလေးတစ်လုံးနဲ့လောင်ကြီးထက်ရတဲ့ online လောင်ကစားကိုစမ်းမိပြီးနောက်ပိုင်းမှာတော့သူ့ဘဝဟာတစ်စစ်ချိုးပြောင်းသွားခဲ့ပါတယ်။ကျွန်တော်ဆိုရင်ကခွေးကိုဖြစ်သွားတယ်လုံခွေးလုံးလုံးဖြစ်သွားပါဘူး။ဒီ online gaming တော့ ပစံထဲရလေအလွယ်တကူဆိုတော့ဖုံးနေပဲထဲဖိတ်တာတော့ဒီကပစံထဲရလွယ်လေအဲ့လိုမျိုးလွယ်ထဲရင်ထဲရင်စော်ရင်စော်ရင်လည်းပစံအကုန်လုံးကုန်မှတော့မသိဘူးပေါ့ကိုယ်ချင်းနေဆိုလို့ရှိရင်တော့ကျွန်တော်ဆိုလို့ရှိရင်ဘယ်နည်းအားဖြင့်300လောက်တော့ကုန်သွားပြီပြနောက်ထပ် online လောင်းကစားသူကိုမျိုးဟာပြည်ပနိုင်ငံတစ်ခုမှာနှစ်တော်တော်ကြာကြာအလုပ်လုပ်ခဲ့ပြီး2016ခုနှစ်လောက်ကမြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့ပါတယ်။ ိနောက်တော့သူဟာအားကောင်းကောင်းနဲ့ထိုးပေါက်လာတဲ့ online လောင်းကစားကြော်ညာတွေကြောင့်စမ်းသက်ကစားရကနေဆွဲလန်းသွားခဲ့တယ်လို့ဆိုပါတယ်။သူကစွဲဆောင်မှုရရှိတယ်ဗျ။တခြားခေါ်ပါလို့ရ။ကျွန်တော်နိုင်တယ်ပမာဏပိုင်း330တန်းနိုင်တယ်ရတယ်။အသိငါးသက်တော့နိုင်မှာသူတို့တွေဖျက်ချပြတယ်။ဘာမှမသိဘူးဗျာ။ကျွန်တော်ပြန်ပိတ်လို့ပြန်ဝင်လာလို့ရှိရင်အားရမရတော့ဘူး။အဲ့မှကျွန်တော်အဲ့ရောင်မစွန့်နိုင်ဘူးဗျာဆက်စော့ရတယ်ဗျာ online လောင်းကစားတွေရဲ့ application အများစုကတရုတ်နိုင်ငံကရေးဆွဲထားပြီး အဲ့ဒီဘက်မှာပဲအထိုင်ချပါတယ်ပြည်ရင်းမှာတော့လက်ခွဲကိုယ်စားလှယ်တွေပေးပြီးကစားမဲ့သူကိုရှာစီတာဖြစ်တယ်လို့ online လောင်းကစားတွေနဲ့နှီးဆက်သူတယောက်က RFA ကိုပြောပါတယ်ပြည်ရင်းကကိုယ်စားလှယ်ယူထားတဲ့ channel တွေကလည်းကစားတဲ့သူတွေများလာဖို့အတွက်တစ်လကို330ကနေ100ကြာသုံးဆွဲပြီးတော့ကြော်ညာအားကောင်းကောင်းနဲ့ရှာဖွေကြတယ်လို့ဆိုပါတယ်ဒါနဲ့ပတ်သက်လို့ online game ကြော်ညာ phone message ပို့သူတယောက်ကို RFA ကဆက်သွယ်ခဲ့ပါတယ် ကိုတငယ်ချင်းမိတ်ဆက်ပေါ်နေတာကွာတငယ်ချင်းတယောက်မိတ်ဆက်ပေးမယ်ဆိုရင်တယောက်ဆိုရင်တော့ကွာကိုစစ်ကိုချင်းရရဲကိုရဲဒီကိုကကျေလို့တငယ်ချင်းဆရာကိုမိတ်ဆက်ပေးမယ်ဆိုရင်၄တောင်းနီးပေါ်ကွယ်ဖို့နဲ့တန်ထုတ်ချင်ရရဲဒါမှမဟုတ်ကွာဆက်ပြီးကစားချင်ရဆိုရင်ရရဲနော်ကိုတငယ်ချင်းတွေကဆက်ကစားနေရင်မိတ်ဆက်ပေးသူကိုကော်မရှင်ထပ်ပေးအောင်မယ်လို့လည်းသူကပြောပါတယ် online game တွေကိုကစားကြတဲ့သူအများစုဟာနေဆက်ဒေတာကလူတွေနဲ့မြန်မာနိုင်ငံအလဲပိုင်းကလူတွေများတယ်လို့ online game လုပ်ငန်းတစ်ခုမှာပေါဝင်ပတ်သက်မှုသူတယောက်ကပြောပါတယ် 不走啊！其他地话，不算包的路，們的們的的我不算一路走那个路。一路去的呃，那路那啥，那路那啥是吧？啊？哦，人家自己选择的我哦，不要骗人家那个路啊！要个就家娃的走，阿拉游击队的走了，走了那个滴滴滴，那个滴滴滴，我我们了，我骗了，我骗了他啊！啊啊 အွန်လိုင်းလောင်းကစားဂိမ်းတွေဟာလောင်းကစားဥပဒေနဲ့ညီစွန်းတယ်လို့လုံခြုံရေးအယအမိမဖော်လို့တဲ့တရားလွှတ်တော်ရှေ့နေတယောက်ကပြောပါရယ်စစ်ကောင်းဆောင်ကတော့တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်မှုကြားဖြန့်တွေကိုထိထိရရအရေးယူနေတယ်လို့နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့လည်းတက်တက်ကြွကြွဆောင်ရွက်နေရလို့ပြီးခဲ့တဲ့ February 3ရက်နေ့ကပြုလုပ်ခဲ့တဲ့ပြည်တော်စုအစိုးရအဖွဲ့လုံရန်ညီနိုင်အစည်းအဝေးမှာပြောခဲ့ပါရယ်စစ်ကောင်စီကထိထိရရနှိမ်နင်းမယ်လို့ပြောနေပေမဲ့အခုချိန်ထိတော့အွန်လိုင်းလောင်းကစားတွေဟာပြည်သူတွေကြားထဲမှာပြန့်နှံ့နေစေဖြစ်တယ်လို့ ိုယ်တိုင်လောင်းကစားနေသူတွေနဲ့လေးလာသူတွေကပြောကြပါရရှင် RFA ကနေဆက်ပြီးထုတ်လင့်နေပါတယ်စစ်အာဏာသိမ်းကာလအချိန်ကြာမြင့်လာတာနဲ့အမျှစစ်ပေးတန့်တင်ဒေတာကပြည်သူတွေနဲ့စစ်ပေးရှောင်တွေဟာအခြေခံကျန်းမာရေးဝန်ဆောင်မှုတွေပုံမှန်မရဘဲအခက်ကြုံနေကြရပါတယ်ဒီအခက်ခဲတွေကိုကူညီနေတဲ့စကိုင်းတိုင်းကရွှေလျားစေကူတအဖွဲ့မိုဘိုင်းကလင်းနစ်တစ်ခုအကြောင်းမထထအင်ဒရာအောင်ကတင်ပြပါလိမ့်မယ်ရှင် မြန်မာနိုင်ငံမှာဆေးရနာသင်္ကာလာကြာမြင့်လာတာနဲ့အမျှစစ်ဘေးဒဏ်သင့်ဒေသကပြည်သူတွေနဲ့စစ်ဘေးရှောင်တွေဟာအခြေခံကျန်းမာရေးဝန်ဆောင်မှုတွေရဖို့ပိုပြီးခက်ခဲလာခဲ့ပါတယ်။ဒီပြည်သူတွေရဲ့ကျန်းမာရေးလိုအပ်ချက်တွေကိုတနိုင်တစ်ပိုင်ကူညီဖို့အတွက်စကိုင်းတိုင်းတနေရာမှာရွေးရှားစေကူတာအဖွဲ့မိုဘိုင်းကလင်းစ်တစ်ခုရှိနေပါတယ်။ဒီအဖွဲ့ကိုရန်ကုန်တက္ကသိုလ်ကျောင်းသားတမကကျောင်းသားလယုံတက်တော်နဲ့စေတနာဝန်ထမ်းဆရာဆရာမတွေဦးဆောင်ပြီး 2023ခုနှစ်ဖေဖော်ဝါရီလမှာတည်ထောင်ခဲ့တာပါလက်ရှိမှာဘုတလင်းမုံရွာနဲ့ရင်းမပင်ဘက်တွေကိုတွားရောက်ကူညီနေပါတယ်အဖွဲ့ရဲ့ဒီရေးအတွက်ကတော့ပြည်သူတွေကိုအဓိကအားထားနေရတယ်လို့ကိုခန့်ကပြောပါတယ်ဝင်ဝေးစည်းစိမ်မှုပေါ့နော်ဒီအပီပီရှီယာနေပြည်သူရေးရှိကိုပြန်ပြီးတော့ပြည်ချင်းတဲ့ဝင်ဝေးအပိုင်ပေါ့နော်အဲ့ဒါကအခုဆိုလို့ရှိရင်အရင်ကားလောက်တော့ဒီမဟုတ်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီပြည်သူတွေကအခုကာလမှာဆိုလို့ရှိရင်လည်းအရန်ဟိုကြာခက်ခဲနေတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ခက်ခဲနေတဲ့အခြေအနေတစ်ခုမှာပဲသူတို့လည်းဒီတက်နိုင်တဲ့တကြောင်တနေရာနဲ့သူတို့လည်းပါဝင်ပြနေကြဆိုတော့ဒါအဲတက်နိုင်ဆိုသူတို့လည်းဒီဘက်မှာလည်းအဲ့လိုမျိုးပေါ့နော်ဒီလိုင်းမျိုးမျိုးရှာပြီးပေါ့နော်ဒီသေးဘက်ချက်ရဖို့အတွက်ကျွန်တော်တို့ကပြုလုပ်နေရတယ်ပေါ့နော်စီရင်တင်းမာတဲ့နည်းမျိုးတွေဖြစ်တာကြောင့်အရင်စုံစမ်းမေးမြန်းရပြီးစစ်ကြောင်းထိုးထားတဲ့ဒေတာတွေကိုတွာလာမယ်ဆိုရင်တော့ចောင်းသားလက်ယုံတက်တော်ကလုံခြုံရေးယူပေးတာရှိတယ်လို့ ကိုခန့်ကပြောပါတယ်။ဆရာဝန်မရှိပဲကုသနေရတာမို့တာမန်ကျမ်းမာရေးပြဿနာတွေကိုပဲဖြေရှင်းနိုင်ပြီးယောဂအကြီးမားဆိုရင်တော့စေယုံတွေကိုလွှဲပြောင်းပေးရတယ်လို့စေဖွဲ့တာဝန်ငယ်မအီကပြောပါတယ်။ဟုတ်ရဆိုရင်ဟိုပြည်သူ့ကျမကြီးအစင်စင်းုံတိုင်းအစင်စင်းုံကြီးရှိတယ်ပေါ့နော်အစင်စင်းုံဆိုသူတို့ပုံမှန်ဆိုသွားနေရင်တော့တနအီလောက်ပဲသွားရတယ်ပေါ့နော်တနအီလောက်ပဲသွားရတယ်ဒါပေမဲ့အဲ့လိုစစ်ကောင်စီရဲ့အဲ့လို စစ်ကြောင်းချီနေတယ်စစ်ကြောင်းချီနေတယ်နောက်ပြီးတော့အဲ့လိုတို့ရဲ့နေမြေအခြေအနေတွေတော့မနော်မတော်ပါနဲ့အဲ့လိုတစ်ခါကြီးကျရင်တစ်ခွေးတစ်ခွက်ကြီးပတ်ပြီးတော့နော်တရက်နှစ်ရက်အချိန်ယူရတဲ့အခါမျိုးကြီးလည်းရှိတယ်ပေါ့နော်တို့ကုသပေးတဲ့ဒေတာတွေမှာရေမတန်ရှင်မှုကြောင့်ဖြစ်တဲ့ဝမ်းယောဂအရေးပြားယောဂတွေအဖြစ်များကြသလိုသွေးတို့စီးကြိုနဲ့အစာရင်ရောင်နာမျိုးတွေကိုလည်းကုသပေးရတယ်လို့မအီကပြောပါတယ်တို့အဖွဲ့လေးမရောက်ခင်အချိန်ကတော့ ဒေသခံတွေဟာနီးစက်ရမြို့ပေါ်ကိုသွားကူရပြီးတာမန်ဖျားနာကြိုက်ခဲတာတွေကိုတော့နီးစက်ရစည်းဆိုင်ကဝယ်ယူကကျမ်းမာရေးကိစ္စတွေကိုဖြေရှင်းကြရတာပါအသက်49နှစ်အရွယ်ဒေါခင်ဆန်းလာကတော့ရွာရဲ့ကျမ်းမာရေးကိစ္စတွေအားကိုးနေရတာမို့ဒီရွေရှာစေကုသအဖွဲ့လေးကိုကျေးဇူးတင်နေပါတယ်အများကြီးအကျိုးပြုပါတယ်ကျေးဇူးအတွက်ဒုက္ခရောက်နေတဲ့အချိန်ခုခုမျိုးလာပြီးခုပေးတာလေအကုန်လုံးအတွက်လည်းကျမ်းမာရေးအတွက်ရောအဖက်ဖက်က ်သကောင်းပါတယ်။အများအတွက်ကိုအကုန်လုံးခုလုတ်ခက်ခဲကြနေပြီးတော့လိုက်လံပြီးခုသပြီးနေတဲ့ဒုက္ခတွေကြာနေခုပြီးနေတာအများကျွတ်တွေလုံနေတာကိုလည်းကျေးဇူးတင်တဲ့အကြောင်းကိုအားလုံးအတွက်ပေါ့နော်။ပြောချင်ပါတယ်။ဒီလိုနေလက်စေကူတာရာဟာဝေးလံခေါင်တည်တဲ့ဒေတာကပြည်သူတွေအတွက်ကျန်းမာရေးအထောက်အကူဖြစ်စေတဲ့အတွက်သူတို့လိုပဲစေကူပေးတဲ့အဖွဲ့လေးတွေအများကြီးပေါ်ပေါက်လာစေချင်တယ်လို့အဖွဲ့သားတွေကပြောပါတယ်ရှင်။ RFA ရဲ့တနင်္လာနေ့ညဖက်စီစဉ်တွေကိုဒီမှာပဲရက်နာပြစေ မြန်မာပြည်သူပြည်သားတွေပေးအန်တရဲ့အပေါင်းကင်းဝေးကြပါစေရှင်။